မွေးနေ့ဆိုတာအဖြစ်မွေးနေ့အသက်မွေးနေ့အနှစ်မွေးနေ့အဆင့်မွေးနေ့သတိဖြင့်မွေးနေ့တွေများစွာရှိတယ်အဖြစ်မွေးနေ့ဆိုတာလူရယ်လို့ဖြစ်လာတယ် မိဘနှမပေါ်လဲပဲဘာကျေးဇူးမှမပြုတတ်တိုင်းပြည်နဲ့လူမျိုးပေါ်လဲဘာကျေးဇူးမှမပြုဒီဘဝကောင်းမှုလည်းမပြုဘူးနောင်ဘဝကောင်းမှုလည်းမပြုဘူးအဲ့ဒီပုံကမျိုးလောကကြီးထဲမွေးဖွားလာခြင်းဟာလူဖြစ်ုံတသက်ပဲအဲ့ဒါကြောင့်အဖြစ်မွေးနေလို့ဒီလိုသတ်မှတ်ကြတယ် နောက်တခါအသက်မွေးနေတယ်အသက်ဆိုတာဝိနေမွေးရမှာကောင်းမှုအသက်တွေပြုကြရတယ်တိလာကောင်းမှုဒါနာကောင်းမှုဘာဝနာကောင်းမှုကောင်းမှုအသက်တွေပြုပြီးတော့နေခြင်းဟာဒါအသက်ကောင်းမှုလို့ခေါ်တယ်ကိုကြော်ကြော်လွင်လူရဲလို့ဖြစ်လာတာ ိုးဘွားကကောင်းမှုရှိလို့ဖြစ်တာကိုးဘွားကကုသိုလ်ကံကအဟောင်းဖြစ်သွားပြီအဲ့ဒီကုသိုလ်ကံအဟောင်းကိုယနေ့ကုသိုလ်ကံအတစ်နဲ့ဆက်ပေးတာအဲ့ဒါမျိုးကိုအတစ်မွေးနေလို့ဒီလိုခေါ်တယ်ကိုကျော်ကျော်လင်းရဲ့90ပြည့်မွေးနေ့မှာကောင်းမှုကုသိုလ်ကံအတစ်တွေနေနဲ့များစွာပြုတယ်။အော်ငါအနေနဲ့ အသည့်မွေးနေ့ကိုငါပြုတ်ခွင့်ရပြီလို့ဒီလိုလဲပဲဝမ်းသာကျေနပ်ထားပါနောက်တကအနှစ်မွေးနေ့အနှစ်ဆိုတာလူရလို့ဖြစ်လာရင်လောကကြီးတဲ့တင့်တင့်တဲတဲနေနိုင်ထိုင်နိုင်ဖို့စီးပွားဥစ္စာယရနာတွေရှားကြရမှာပဲရှားတဲ့အခါရလာတဲ့စီးပွားဥစ္စာတွေကြည့်လိုက်တဲ့အခါ ဘလောက်ပဲစီးပွားဥစ္စာတွေများများအဲ့ဒီစီးပွားဥစ္စာများဟာရေမီမင်းခုတ်သူမုံတဲ့လူလို့ခေါ်တဲ့ရန်သူမျိုး၅ပါးနဲ့ကိုရှာထားတဲ့စီးပွားဥစ္စာတွေဟာဆက်ဆက်ပြီးတော့နေတယ်စီးပွားဥစ္စာယရနာတွေရေကြောင့်လဲပျက်စီးနိုင်တယ်မိကြောင့်လဲပျက်စီးနိုင်တယ်မင်းကြောင့်လဲ ျက်စီးနိုင်တယ်။အတခုတ်ခိုးလို့လည်းမျက်စီးနိုင်တယ်။ကိုယ့်ကိုမုန်းတဲ့လူတွေကြောင့်လည်းပဲမျက်စီးနိုင်တယ်တဲ့ရှားထားတဲ့စီးပွားဥစ္စာတွေက။ဒါဆိုအဲ့ဒီစီးပွားဥစ္စာရဲ့အနှစ်ကိုရှားကြမယ်ဆိုဘလို့ရှားရမလဲမေး။ဒါနကောင်းမှုပြုခြင်းဖြင့်အနှစ်ဆိုတာရှားရတယ်။စီးပွားဥစ္စာရဲ့အနှစ်ဟာဒါနပဲ။ခဏကိုကြောကြောလွင်အသက်90ပြည့်ပါ။ ဥစဉ်တည်ဆောက်ထားတဲ့တိတကူအာရောကြဒါနာဆေးရုံတော်အတွက်ဆေးဝိရဒါပင်ဆယ်သိန်းကျပ်လှူဒန်းနေဆိုတာရှားထားတဲ့စီးပွားဥစ္စာတွေကအနှစ်ကိုထုတ်တာနောက်တစ်ခါစာတင်စာယဟန်တော်၃ပါးယဟန်တော်၃ပါးကိုလည်းပဲလူရ၃ဆွဲနိုင်ဖို့အတွက်ပရိယတ်တိပူဇာနေနဲ့တဘာကိုတသိန်းကျပ်တသိန်းကျပ်စက္ကန့်လှူဒန်းနေဒါစီးပွားဥစ္စာတွေကအနှစ်ကိုထုတ်တာ နောက်တစ်ခါဥစဉ်တိဆောက်ထားတဲ့မန္တလေးမြို့တစ္ဆာရောင်ကြီးမှာရန်တော်ခုနှစ်ပါးပါမနီ23ပါးစုစုပေါင်းအခု230တည်င်း300အဲ့ဒီ230ကိုလည်းအာယုံစွမ်းနေစွမ်းနေဆက်ကတ်တယ်ကောင်းမှုပြုတယ်ပေါ့ဒါဘာလို့တလဲမေးမိမိရှာထားတဲ့စီးပွားဥစ္စာရဲ့အနှစ်ကိုထုတ်တာ ေးအဲ့ဒါကြောင့်ကိုကျော်ကျော်လွင် အသက်50ပြည့်မွေးနေ့မှာဩငါအနှစ်အဖြစ်တဲ့ကုသိုလ်ကောင်းမှုကိုမြတ်စွာပြုမိပြီလို့မြတ်စွာပြုခွင့်ရပြီလို့ဒီလိုကျင့်တ်ပါအသက်ကုသိုလ်ဘုရားကပြုခဲ့တဲ့ကောင်းမှုနဲ့ဒီဘဝကုသိုလ်ကောင်းမှုဆက်ဆက်မှုငါပေးခဲ့ပြီအနှစ်ကုသိုလ်မိမိရှာတတ်တဲ့စီးပွားဥစ္စာတွေကအနှစ်ကိုငါထုတ်ပြီနောက်တစ်ခါ ဒီခန္ဓာကိုယ်ခန္ဓာကိုယ်ကြီးနဲ့သူမြတ်တက်ကိုတတ်ချင်းကရှောင်ကျင်ခြင်းဆိုတာတိလကုစုပေါ့မိဘတစ်ပါးကမွေးပေးလိုက်လို့ခုအသက်50ရောက်ခဲ့ပြီအသက်50ရောက်ခဲ့တဲ့ဒီခန္ဓာကိုယ်ဒီတိုင်းနေမလားမေးရင်မနေပါဘယ်ခန္ဓာကိုယ်မဆို96ပြာယောဂဝေဒနာနဲ့ဆက်ဆက်နေတယ် 96ပြယောဂဝေဒနာနဲ့ဆက်ဆက်ပြီးတော့နေတဲ့ဒီခန္ဓာကိုယ်ရဲ့ကအနှစ်ထုတ်ချင်တယ်ဆိုရင်တော့သီလနဲ့အနှစ်ထုတ်ယူရတယ်သူမြတ်တဲ့သက်ရှောင်ကျင်ခြင်းသူမြတ်တဲ့သက်ချင်းကရှောင်ကျင်ခြင်းစသည်ဖြင့်ခါတိုင်းခါတိုင်းမှာငါမွေးနေမွေးရဲ့ဟုတ်တဲ့နေ့တွေမှာတမန်ကရှန်ကနေနေခဲ့တော်လည်းပဲငါမွေးနေမှာတော့ငါငါးပါးသီလကိုလုံအောင်ထိမ့်မယ်ဆိုရင်ဒါခန္ဓာကိုယ်ရဲ့ကအနှစ်ကိုထုတ်တာ အဋ္ဌိတယ်မကဘယ်နဲ့ခါရိုက်လဲငါငါးပါးသီလကိုလုံအောင်ထိန်းနေတယ်ဆိုရင်တော့ခဏမျိုးမှာရှစ်ပါးသီလကို ထိန်းရင်ဒါလည်းပဲအနှစ်ကိုကောင်းကောင်းမွန်မွန်ထုတ်ယူတာအဲကြောင့်ကိုကျော်ကျော်လင်းခဏအသက်50ပြည့်မှစီးပွားဥစ္စာတွေကဒါနအနှစ်ကို ထုတ်ပြီးခန္ဓာကိုယ်ရဲ့အနှစ်မရှိတဲ့ခန္ဓာကိုယ်တွေကနေအနှစ်ဖြစ်တဲ့သီလအနှစ်ကိုထုတ်ယူပြီးဟာဒီတယ်မကအဲ့ဒါစူးစမ်းကျင်သေးတယ်ဆိုရင်တော့ ဘာဝနာကုစုပေါ့မိမိရဲ့ခန္ဓာကိုယ်ကို အမှတ်တတိဖြင့်မပြတ်ကြည့်ပြီးတော့မြဲတယ်ဆိုတာဘာမှမရှိဘူးအနှစ်သာရဆိုတာဘာမှမရှိဘူးဆင်းရဲခြင်းသဘောအဆိုးမရခြင်းသဘောတွေသာထက်ကတလဲလဲဖြစ်နေတာပါလားလို့သိအောင်ကြိုးစားနိုင်မယ်ဆိုရင်ဘာဝနာကုစုတွေဖြစ်ပါပေါ့အဲ့ဒါမိမိရဲ့ဘဝမှာအဲ့လိုနေတတ်တဲ့ပုံကိုမျိုးဟာအနှစ်ကုစုကိုရအောင်ယူတတ်တဲ့သူလို့ အနှစ်မွေးနေ့လို့ဒီလိုခေါ်ပါတယ်အဲ့ဒါနံပါတ်3နောက်တကနံပါတ်4ကအစ်စ်ကုသိုလ်အစ်စ်မွေးနေ့မွေးနေ့အစ်စ်ကဘာလဲမေးမိမိမွေးနေ့မွေးရမှာမွေးနေ့မွေးရကုသိုလ်ဆက်ကမပြတ်သိခါလွန်ကျမ်းပါ၏ကျမ်းပါကြောင့်ချမ်းသာကြောင့်ကောင်းမှုငါပြုဝင်ရပြီဆိုတာဒါနပြုခြင်းဖြင့်ချမ်းသာခြင်းဆိုတဲ့အကျိုးအစ်စ်အမှန်ရလိမ့်မယ် တီလစောက်တည်ခြင်းဖြင့်အသက်ရှိခြင်းဆိုတဲ့ကုသိုလ်အစစ်ရလိမ့်မယ်။ဘာဝနာတရားပွားများအထောက်ခြင်းဖြင့်မိမိရဲ့အသိဉာဏ်ပညာတိုးပါခြင်းနောက်ဆုံးတော့နိဗ္ဗာန်ရနိုင်တဲ့အခြေအောင်အကျိုးတွေဆိုတာအစစ်မှန်ရလိမ့်မယ်လို့ယုံကြည်ပြီးကောင်းမှုပြုရင်အဲ့ဒါမွေးနေ့အစစ်တဲ့အစစ်မွေးနေ့လို့ဒီလိုခေါ်တယ်